ားလုံးပဲမင်္ဂလာပါကျွန်တော်ကိုပရေတာပါကျွန်တော်ဗီဒီယိုတွေမလုတ်ဖြစ်တာတော်တော်လေးကြာသွားတယ်ကျွန်တော်ဗီဒီယိုတွေတင်မလုတ်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ဆိုရှယ်မီဒီယာမှာလည်းအထူးသဖြင့် Facebook ပေါ့နော် Facebook မှာလည်းကျွန်တော်ဘာမှမတင်ပြဘူးပေါ့နော်အလုံးသေးရတဲ့အတိုင်းပဲကျွန်တော်တို့ဒီ March 28ရက်နေ့ပေါ့နော်အဲဒီနေ့တော့ကဒီ Richter scale 7.7 magnitude ရှိတဲ့ငလင်တစ်ခုလှုပ်သွားတယ်ပေါ့နော် writer သတင်းမှာဖော်ပြတာကတော့ငလင်ကြောင့်မို့လို့လူတောင်းကနန်းနေပြီးတော့တိမ်ကနန်းအထိ တည်ကြည်ပျက်စီးနိုင်တယ်လို့ရေးထားပါတော့။ပြည်တွင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်တွေကလည်းကျွန်တော်တို့မနေ့ကအထိရင်ုံပဲဒေဆုံးတဲ့သူ3500ကျော်ရှိတယ်။ဒဏ်ရာရတဲ့သူ6000ကျော်ရှိတယ်ပေါ့နော်။နောက်ထပ်ပျောက်ဆုံးနေရတယ်လည်းအများကြီးပေါ့။ဒီထဲမှာဆိုရင်ကျွန်တော်သတင်းတွေအရဆိုရင်သခိုင်းကဒီသခိုင်းမျိုးပေါ့နော်။သခိုင်းမျိုးပုံမှာရှိတဲ့ဒီအိမ်ကြီးရဲ့80ရာခိုင်နှုန်းလောက်ကပျက်စီးသွားတယ်ဆိုတော့သတင်းတွေလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်။အဲ့တော့ ဒီငလင်ကြောင်းမှုလို့ပေါ့နော်အားလုံးစိတ်ထိတ်ကြိုင်နေတဲ့အချိန်မှာကျွန်တော်လည်းကျွန်တော်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်ဘာမှမတင်ကျင်ဘူးပေါ့နော်အဒီချိန်ကလူတွေတော့ကရောက်နေတဲ့အချိန်လူတွေစိတ်ဒုက္ခရောက်နေတဲ့အချိန်ပေါ့နော်ဒီခံရတဲ့သူတွေဘက်ကလည်းသူတို့ဒီပျက်စီးဆုံးရှုံးသွားတာတွေအတွက်ဝမ်းနေနေမယ်ပြီးတော့ ဒီလိုမျိုးကုညီကယ်ဆယ်ရေးလုပ်မဲ့သူတွေအတွက်ကလည်းအပင်နေရာတွေကုညီလိုနေလဲဆိုတော့သတင်းချက်လက်တွေသူတို့လိုမယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာမဆိုင်တဲ့ဟာကြီးကျွန်တော်တို့ကဘာပြောကျွန်တော်ကအဝေးရနေပေါ့နော်ကျွန်တော်ကုညီနိုင်တာဆိုတော့ငွေကြီးနဲ့တခြားဒီနှုတ်ဦးဆောင်မှာချင်းတော့ဝင်ရှိရေပေါ့နော်အဲ့တော့အဲ့ချိန်မျိုးမှာကျွန်တော်ပို့စီရှောက်မတင်ဘူးကျွန်တော်တယောက်စာပေါ့နော်ဒီ မျက်စိနောက်တက်တာမျက်စိနောက်တက်တာပါလေဗျာပို့စီမဖောင်းပွားတော့ဘူးအဲ့တော့အဲ့ဒါကျွန်တော်ငြင်းငြင်းလေးနေနေရပါဘောနော်ကျွန်တော်လိုပဲတခြားသူတွေလည်းရှိမယ်ထင်ပါတယ်အဲ့ဒီကငလင်လှုပ်တဲ့အချိန်တော့အဲ့ချိန်တော့ကျွန်တော်အိမ်ခန်းထဲမှာကျွန်တော်မျိုးသမီးရဲ့ကျွန်တော်ရဲ့ကျွန်တော်သမီးလေးရဲ့ဘောနော်အဲအဲ့တော့စလှုပ်တဲ့အချိန်မှာပေါ့မျိုးသမီးကအဲကြောက်လန့်ရတယ်သမီးလေးကိုဖတ်ပြီးတော့ကျွန်တော်အဒီအိယာဘောနေပြီးတော့အရှိကိုထွက်ပြေးတာဗောလေထွက်ပြေးတဲ့အချိန်မှာဒီ လေးကိုတော့မဖိမိမလို့ဖြစ်သေးရေပေါ့နော်အဲကျွန်တော်တို့လည်းအရင် panic ဖြစ်နေရပါဘောနော်ပထမတော့ကျွန်တော်တို့ထင်တာကျွန်တော်တို့ time ပါပဲလှုပ်တာပေါ့နော်ဒါပေမဲ့တိတ်မကြဘူးမြန်မာပြည်မှာလည်းငလင်လှုပ်တယ်ဆိုရယ်တင်းနေတက်လာတင်းတက်လာအချိန်မှာအဲ Facebook ပေါ်ကြည့်လိုက်လို့ရှိရင်လူတွေကငလင်လှုပ်လာတဲ့ဘာညာလောက်ပဲဒီတိုင်းပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ time မှာအရင်အထိကై မရှိကြဘူးပေါ့နော်အဓိကထိခိုက်တဲ့ဘန်ကောက်မှာတော့မှာပဲသူတို့ဆောက်လက်စားတိုက်ပြိုကြတယ်တချို့နေရာတွေပျက်စီးတယ်လူသေးတယ်ဒါပေမဲ့ကိန်းကနဲနေတယ်ပေါ့နော်အဲ့လိုမျိုးဟာတော့ပဲအစောပိုင်းမှာလည်းဘယ်ရောက်သေးရဲဆိုတဲ့ဟာမျိုးသတင်းတီးကြမထွက်သေးတော့လူတွေကလည်းတိတ်ပြီးတော့ဟိုအရင်ဓာကြီးပေါ်မှာအရင်ဝမ်းတွေဝမ်းနေနေရာမျိုးပူဆွေးတော့ကရောက်နေရာမျိုးမရှိဘူးပေါ့နော်အဲဒီတိုင်းပဲပေါ့ Facebook ပေါ်ပို့စီကြည့်လိုက်ငါငလင်းလောက်ရတယ်မင်းတို့စီရောလှုပ်လားဘယ်နေရာမှာလှုပ်လားဆိုတဲ့ပို့စီတော့ပဲဒါပေမဲ့ နေ့တည်းနည်းနည်းညနေဆောင်လောက်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့အရင်ဆုံးတက်လာတာကတော့ဒီမန်းလေးမှာငလင်ကြောင့်မို့လို့ပြိုသွားတဲ့ဟာတွေဗီဒီယိုဖိုင်တွေဓာတ်ပုံတွေအချိန်မှာတက်လာပါဘောနော်အချိန်မှာကြည်လိုက်ဟာတကယ်ကိုစူးစူးရွားယူပျက်စီးသွားတာပေါ့လေအဲ့ဒီအနေမှာနောက်ထပ်စကိုင်းပေါ့နော်ကျွန်တော်ထင်တယ်စကိုင်းမှာကဒီအင်တာနက်တွေဖြတ်တောက်နေရလဲရှိတာပေါ့နော်ငကိုတွေကလည်းဒီစကိုင်းဘက်ကဒေတာတွေပေါ့အင်တာနက် ဖြတ်တောက်ထားတဲ့ကိစ္စတွေကလည်းရှိတော့အဲ့ဒီဟာတွေကသခိုင်းဘက်ကတက်လာနေဒါမဲ့ကျွန်တော်ပထမဆုံးစတွေ့လာတဲ့သခိုင်းတရားအဟောင်းပေါ့နော်အပြူသွားတယ်ရေတွေကိုပြူကျသွားတယ်ဗီဒီယိုဖိုင်ပေါ့အဲ့ဒါကိုကြည့်ပြီးတော့ချိန်မှာအော်သခိုင်းမှာလည်းဖြစ်တယ်ပေါ့ဒါမဲ့အဲ့လောက်ထိပြင်းထန်တယ်လို့မထင်သေးဘူးပြီးတော့နောက်တစ်ချိန်ထပ်လှုပ်တယ်ကျွန်တော်စီမှာလည်းလှုပ်ပြီးရဲ့အခါကျတော့အဲ့ဒီချိန်မှာမှ Facebook ပေါ်ထပ်ပြီးတော့ကြည့်မိရဲ့အခါမှာတကယ်မန်းလေးမှာစူးစူးရွားရွားယူကျွန်တော်ပျက်စီးသွားဟာ ဖုံးချောင်းတွေပြိုတယ်ဖျားတွေပြိုတယ်တိုက်တွေပြိုတယ်ကွန်ဒိုတွေပြိုတယ်စားသောက်ဆိုင်တွေပြိုတယ်အလူတွေဒုက္ခရောက်တကယ်ဟိုဗျာအဲ့ဒီတညက်နေတွင်းပါတယ်ဟိုအဲ့တရင်နေဖတ်ပြီးတော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်စိတ်မကောင်းဖြစ်တော့အဲ့ဘာမှမတင်ပြဘူးပေါ့နော်အဲ့ချိန်မှာလူတွေကဘာဖြစ်လဲဆိုတော့ဒီငလင်းတရင်ဟိုခမန်းပြီးတော့တင်တဲ့ page တကူညှိုးနေဟာဒီကကျူရင်တတိပေးထားတာပဲပါပဲဆိုတော့ အမှန်တကယ်ဗျာငလင်ဆိုတာဒါ तू ကကြိုးတင်သတိပေးရဲဆိုတာ तू ကလည်းခံမဲမျိုးပဲပြောနေရပါတိုက်ဆိုင်သွားတာပဲရှိရငလင်သတင်းကိုအဲ့လိုမျိုးတရက်နှစ်ရက်ကြိုးခံမဲလို့မရအောင်나이ပိုင်းတော်မှာပဲကြိုးပြီးခံမဲလို့မရအောင်တကယ်ခင်မိပါတယ်ဆိုပြီးတော့ငလင်ခဏခဏလှုပ်တယ်ဆိုရဂျပန်လိုနိုင်ငံမျိုးမှာတော့ဝန်နေကိုအဲသူတို့မိနစ်ပိုင်းလောက်ပဲမိနစ်ဆိုတော့မိနစ်10မိနစ်မြင့်10မိနစ်ပေါ့နော်အဲ့အဲ့လောက်လေးပဲသူတို့ကြိုးပြီးခံမဲနိုင်တာပေါ့နော်အဲ့တော့ဒီလူတွေကလည်းဒီဟာကြီးကိုအတင်းယုံယုံတော့လည်းအေး ယုံတော့လည်းမတက်နိုင်ဘူးပေါ့လေဒါကတော့လူတွေမှလည်းအခုချိန်မှာပိုင်းနေဖြစ်နေတာဆိုတော့ဒီလူတွေကိုလည်းဘာမှလည်းဟိုအပြစ်တင်ခြင်းစိတ်လည်းမရှိပါဘူးเนาะအဲ့တော့အေးဒီဟာမှန်တယ်ဆိုလည်းမှန်ပေါ့အဲ့တော့တွေးမိတယ်နောက်ကျရင်ဒီဟာကတော့ပြဿနာဖြစ်မယ်ဆိုတကယ်လည်းနောက်ပိုင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အစောပိုင်းမှာ तू ကဒီငလင်းအကြီးလုံမယ်ဆိုပြီးတော့ပြောပြီးရဲ့အချိန်မှာနောက်ပိုင်းကျတော့လည်းငလင်းလုံမယ်ဆိုတဲ့တဲ့င်းနေဆက်တင်တော့လူတွေကဟိုအရင်ကြောက်လန့်ကြတာပေါ့လေကြောက်လန့်ပြီးတော့ ဟိုအိမ်ထဲမှာတော့မအေးပဲနဲ့အောက်ဘက်ဆင်းထိုင်နေရသူညဘက်ဆင်းထိုင်နေရဆိုတဲ့တရင်တွေလည်းကျွန်တော်တက်လာသည်အဲ့ဒါဘာလဲဆိုတော့အဲအစိုးရအကြောင်းကြားလွန်လာပေါ့လေအဲငလင်းအကြီးတခုလောက်ပြီးွားရင်သူက after shock တွေကလာတယ်ဆိုတဲ့ဟာကတော့ရှိရပါဘောလေဒါမဲ့ဟိုအရင်လောက်တော့မပြင်းထန်ဘူးပေါ့ဒါမဲ့လူတွေမှလည်းအရှိမှဒုက္ခကြုံထားရတဲ့အတွက်ကြောင့်မို့သူတို့စိုးရင်ကြတာပေါ့လေပြောချင်တာတော့ငလင်းဆိုတာဒီလိုမျိုးအတိအကျကြီးကြိုတင်ခံမှန်းလို့မရပါဘူးပြီးတော့ရက်ကြိုပြီးတော့လည်း ခံမှန်းပြီးတော့တွက်ဆလို့မရပါဘူးသူဖြစ်နိုင်ကြီးရှိတာကိုပဲပြောလို့ရတယ်ပေါ့နော်သတင်းတွေနောက်ရက်မှာလဲနောက်ထပ်ပြည်စည်းသတင်းတွေတက်လာတယ်အစောပိုင်းတော့ဒီအင်တာနက်တွေကပြတ်တောက်နေရတဲ့သတင်းတွေကတိတ်မတက်လာအောင်နောက်ပိုင်းမှာမီဒီယာတွေကလည်းသတင်းတွေတောက်လျှောက်ပေါ်ပြလာတယ်ကျွန်တော်အဲ့မှာသတင်းတွေဖတ်ရင်လည်းတော်တော်လေးဟိုစိတ်ထိခိုက်ရရဝမ်းနေရရပေါ့နော်သတင်းတွေကဘာဖြစ်လဲဆိုတော့သတင်းတွေကမဖတ်လို့လည်းမရအောင်မဖတ်လို့ရှိရင်ကျွန်တော်မြန်မာပြည်ကသတင်းတွေကိုမသိရအောင်ပေါ့နော်မသိရတဲ့ခါကျတော့ ။ဘာဖြစ်နေလဲဆိုတာမသိအောင်။ဒါမှမဟုတ်တည်နေဖတ်တော့လေဒီလိုမျိုးပျက်စီးဆုံးရှုံးတာတွေပဲဖြစ်ပြီးလူကတော်တော်ကြီးကိုစိတ်ပင်မဲ့စိတ်ထိခိုက်ရပေါ့။ကျွန်တော်အဲ့ဒီကာလအတွင်းမှာဘာမှမလုပ်နိုင်ဘူး။ကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်ရင်အာဘာထိထိရောက်လုပ်ပေးနိုင်မလဲဆိုတော့အဲ့ဒီချိန်မှာအရင်အင်အားမဲ့နေလို့ခံရတာကိုယ့်ကိုယ်အရင်သေးငယ်သွားလို့ခံရတာကျွန်တော်ငါဘာမှလည်းတိတိယောက်မလုပ်ပေးနိုင်ပါလားဗောနော်ကျွန်တော်အများဆုံးလုပ်ဝေးနိုင်ထားပါကျွန်တော်ပြဿနာကူဝေးနိုင်တာပဲရှိတယ် အရင်လိုမျိုးပြပတ်စံတွေပါလေကောက်ပြီးတော့ကျွန်တော်မလုပ်ပေးခြင်းမလုပ်ပေးခြင်းဆိုတာကျွန်တော်ဒီငွေကြီးနဲ့ပတ်သက်ပြီးတော့မလုပ်ပေးတော့ဘူးအမလုပ်တော့ဘူးပေါ့နော်ဆုံးဖြတ်ထားခဲ့ရလွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းရပါဒါအားလုံးလည်းသိမယ်ထင်ပါတယ်တော့တော်လိုင်းနဲ့ဆိုင်တဲ့ကိစ္စတွေပါတော့ကျွန်တော်ဝင်မပါတော့ဘူးပေါ့နော်ပြီးတော့တည်င်းနေဖတ်တဲ့ခါမှလည်းအဲ့လိုမျိုးအလူတွေကကိုယ့်အထင်နဲ့ကိုယ်ပြောဆိုနေကြတာတွေအသူ့ဘက်ကိုယ့်ဘက်ပြောနေကြတာတွေကုထင်းရာတွေပြောနေကြအဲ့ဒါကြီးကြည့်ပြီးတော့လေအရင်စိတ်ပင်ပန်တချို့လူတွေကလည်းရှိအာ ငလင်လှုပ်တဲ့ကာလာလေးခဏလေးတွင်းမှာ post တွေကိုပလူပြန်အောင်တင်လာဘယ်ဟာလေးကူးတင်ရမှမသိဘာလေးလှုပ်မှမသိကျွန်တော်စိတ်တယ်ဟိုအရင်ဒီအာနာသိန်းကာလာအစတုန်းကလေကျွန်တော်တို့အာရေးကြီးအမြန်ရှယ်ကီးဘုတ်တင်အမြန်ဖြန့်ဆိုအဲ့ဒီဟာလေးကိုတော့တတိယအရင်စိတ်ညစ်ဖို့ကောင်းအချက်လက်လဲမစီစဲအဲ့လိုမြင်သမျှတွေ့သမျှအကုန်ရှောက်ရှဲ့ အာတချို့ကလည်းဒီချိန်မှာအာလူတက်ကြီးတွေလောက်တာလည်းရှိရတယ်။တချို့ဘေးဒင်းဆရာတွေကျိုတားတော့လို့လို့အဆောင်လို့လို့ရေတရာလို့ဒီလိုလူတွေကလည်းစာပြီးတော့သူတို့နာမည်ကြီးဖို့အတွက်ဒီတဘာဝဘေးကြီးကိုခုတုံးလုံနေကြရလဲတွေ့ရတယ်ပြီးတော့လူလိန်တွေတချိန်ထဲမှာပဲအာဒီဟာကြီးကိုအမျက်ထုတ်ပြီးတော့အာအလှူခံမယ်ပြီးလို့ရှိရင်လိန်မယ်အဲ့လိုဆိုရဲလူတွေကလည်းပေါ်လာအဲ့လို အရင်စိတ်ပြတ်ဖို့ကောင်းတော့လူတွေကလေဒီဘေးဒုက္ခကြုံနေတဲ့အချိန်မှာတော့မှပဲဒီဒုက္ခတွေငြိမ်းမှုတို့အချင်းချင်းကူညီဖေးမကြမယ်မရှိဘဲဒါကြီးကိုအမျက်ထုတ်ပြပူဆိုးတာတော့ဗျာဟိုမဆိုင်တဲ့ဟာတွေဗီဒီယိုတွေဟို AI နဲ့လုပ်တယ်ပြီးလို့ရှင်တခြားနိုင်ငံဟာတွေယူလာတယ်ပြီးတော့အဲ့ဒါတွေကိုဒီငလင်းဒီမန္တလေးမှာလို့လို့စကိုင်းမှာလို့လို့အဲ့လိုမျိုးဖြည့်ညက်ကတ်တွေလုပ်ပြီးတော့ engagement ရှာတာပေါ့နော်တချို့တွေကတော့ဒါဒီ content monetization ပေါ့နော် bonus တို့ဘာလို့ရနေရဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးတင်လူတွေကြည့်များတယ်လူတွေ share တာများတယ်ဆိုရင်ပတ်စံရတာဒါမဲ့ဗျာဒီချိန်လေးမှာဘာလုပ်မှာလဲပေါ့လူများတွေဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာဗျာအဲ့ဒါတွေကိုလှုပ်ပြီးရောပတ်စံရှာဘလို့စိတ်တင်ရှာမယ်ကျွန်တော်စဉ်းစားလို့မရတော့တော်တော်လေးလေဟိုတော်တော်အောက်တန်းကြတဲ့လူတွေပါလားပေါ့နော်အဲ့လိုမျိုးတွေးမိတွေးမိပြီးတော့တော်တော်စိတ်မကောင်းတော့ဒီမှာဘာရှိသေးလဲဆိုတော့တချို့ပေါ့နော်တော်လှန်ရေးတဲ့သူတွေရဲ့ ရေးသားချက်တွေဖတ်ပြီးတော့လဲကျွန်တော်စိတ်မကောင်းဖြစ်ရအာတော်လိုင်းကြီးအတွက်ပဲကူမယ်အာပြီးလို့ရှိရင်အာတချို့ကလည်းအာတော်လိုင်းကြီးကိုအရင်စိတ်အားထက်သန်တာမဟုတ်နော်စိတ်တက်ပြင်းပြပြင်းပြတာရဲ့ limit ကိုကျော်သွားတဲ့ခါကျတော့အဆုံးရောက်တယ်လို့ဖြစ်သွားဘူးအာဒီဒီလိုမျိုးဘေးတွေဆိုတာမလူကျွန်တော်ရေဘေးတုန်းကလည်းတွေ့တယ်ဘေးနေရာဆိုတော့မလူဘေးနေရာဆိုတော့မလူဆိုတဲ့ဟာပြီးရင်တချို့ကလည်းအာဒီလူမျိုးတဘာဝဘေးမို့လို့မလူနိုင်ဘူးမလူရကိစ္စမရှိပါဘူးကိုတကူကြီးစိတ်ဆန္ဒရ မလူဘူးဆိုတာလူတယ်မလူဘူးဆိုတာကိုယ့်ကိုဆုံးဖြတ်လို့ရတယ်ဒါပေမဲ့အဲ့ဒါကြီးကိုဗျာလူများဒုက္ခရောက်နေတဲ့အချိန်မှာဟိုထုတ်ပြောမှရမှာလားပြီးတော့ဒါကြီးကသဘာဝဘေးအနေနဲ့ဗျာကျွန်တော်ပြောတာသဘာဝဘေးဆိုတာကဘယ်သူမှရှောင်လွှဲလို့မရဘူးဖြစ်လာလို့ရှင်စစ်တပ်ထောက်ခံတဲ့သူပဲဖြစ်ဖြစ် NLD ထောက်ခံတဲ့သူပဲဖြစ်ဖြစ် NUG ထောက်ခံတဲ့သူပဲဖြစ်ဖြစ်တော်လိုင်းဟို ောက်ပုနေတဲ့သူပဲဖြစ်ဖြစ်ဘလူလူမျိုးတွေပဲဖြစ်ဖြစ်ရှောင်းလွဲလို့မရအခုဆိုလည်းတွေ့မှာပဲကျွန်တော်တော်လိုင်းကိုထောက်ခံနေတဲ့သူတွေတော်လိုင်းမှာပါဝင်နေတဲ့သူတွေမိသားစုဝင်တွေကိုယ်တိုင်ပါဝင်နေတဲ့သူတွေပါသွားတာမျိုးတွေအိမ်ပြူသွားတာမျိုးတွေတည်ဆုံးသွားတာမျိုးတွေအဲ့ဒီသတင်းတွေတွေ့မှာပဲတဘာဝဘေးဆိုတာရှောင်းလွဲလို့မရဘူးဗျာကျွန်တော်ပြောချင်တာအတိအမှန်လားဟိုဘုံမမှုလို့ထိရမယ်အာ NUG ကိုထောက်ခံလို့ ိရမယ်တော်လှန်ရေးလုပ်နေတဲ့သူမျိုးလို့လုကင်းမယ်ဗုဒ္ဓဘာသာဝင်မျိုးလို့လုကင်းမယ်ခရစ်ယာန်ဘာသာဝင်မျိုးလို့လုကင်းမယ်ဘယ်ဘာသာဝင်မျိုးလို့တော့ထိကြိုက်မယ်ဆိုတဲ့ဟာမျိုးမရှိဘူးတဘာဝဘေးဆိုတာတဘာဝဘေးပဲအကုန်လုံးဖြက်စီးပြန်မှာအဲ့တော့အဲ့ဒီအချိန်မှာဗျာကျွန်တော်တို့အတ္တတွေကိုရှည်တန်းတင်လို့မရအောင်တော်လှန်ရေးရဲ့အရေးကြီးရမှန်ဒါမှမဟုတ်တော်လှန်ရေးရဲ့တရက်တမန်တွေနဲ့ပြီးသွားမယ်ခေတ်ဆောင်အခုလက်ရှိမှာကဒါကတဘာဝဘေးဖြစ်တယ်တဘာဝကပ်ဘေးဖြစ်တယ်ဒါကြီးကိုကျွန်တော်တို့အမြန်ဆုံးပြီးဆုံးအောင် ဒီလူတွေရဲ့တော့ကတွေငြိမ်းဝအောင်ကျွန်တော်တို့ကကူညီရမှာဖြစ်တယ်ဗောနော်အဲဒေါ်လာရေးအတွက်ကူညီကြတာလုံနေကြတာတွေကလည်းတပိုင်းပေါ့ဒါပေမဲ့ဒီဟာကိုလည်းဦးစားပေးပြီးတော့ကျွန်တော်တို့ကကူညီရမှာပဲကယ်ဆယ်ရမှာအဲဒါတွေကိုကူညီကယ်ဆယ်လိုက်လို့ဒေါ်လာရေးမှာအားနေဝမယ်ဒေါ်လာရေးအတွက်အကူမဲ့ဆန်နေရော့ဝမယ်လို့အဲ့လိုမျိုးကျွန်တော်တို့တွေးလို့မရဘူးလीနော်ဟုတ်တကယ်တွေးတယ်ဆိုရင်တော့အဲ့ဒါကြီးပေါ့ဗျာ လူအများသိအောင်ထုတ်မပြောနဲ့ဗောလူတွေဒီလောက်ထိတည်ကြည်ပျက်စီးဒုက္ခတွေရောက်နေကြကျွန်တော်တို့တော်လည်းလုပ်တယ်ဆိုတာကိုတကူစားလွမြောက်ဖို့အတွက်ပဲမဟုတ်လीเนาะကျွန်တော်တို့ဒီဒုက္ခတွေခံစားနေတဲ့သူတွေအားလုံးလွမြောက်ဖို့ကျွန်တော်တို့လုပ်ကြတာပဲလीအဲ့တော့အခုလေလူတွေဒုက္ခခံစားနေအဲ့ဒီအချိန်မှာကျွန်တော်တို့ကမစာနာနိုင်ဘူးဆိုရင်ကျွန်တော်တို့ကတော်လည်းဘာတော့ကြောင့်လုပ်နေရလဲကျွန်တော်နောက်ဆုံးပြတာဗောစစ်တပ်ကလူအကုန်သိခွာတယ် ျွန်တော်တို့ဒီပြည်သူတွေလည်းအကုန်သေးသွားရဆိုကျွန်တော် တော်လှန်ရေးကဘာအတွက်လုံးမှာကျွန်တော်တော်လှန်ရေးလုံးတဲ့သူတွေကြီးပဲလွတ်မြောက်မှုမဟုတ်ဘူးလေနော်တော်လှန်ရေးကိုထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေဒီလူတွေရောအားလုံးတူတူလွတ်မြောက်ဖို့အတွက်ကျွန်တော်တော်လှန်ရေးလုံးကြတာပဲမဟုတ်ဘူးလားအဲ့တော့ဘာလို့ခွဲခြားပြီးပြောကြရလဲတော်လှန်ရေးကမှအရေးကြီးရယ်ဆိုရယ်ပုံစံမျိုးကြီးလုံးကြရလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူးအဲ့ဒါတွေမြင်ပြီးတော့လေကျွန်တော်စိတ် စိတ်ပြက်တယ်ဗျပြောရမယ်ဆိုစိတ်လည်းမကောင်းဖြစ်တယ်ဗောနော်တော်လိုင်းလှုပ်တဲ့သူတွေဩဘာလို့သဘောထားမကြီးကြတာလဲဗောနော်ပြီးတော့နောက်ထပ်ကျွန်တော်စိတ်အထိခိုက်ရဆုံးကတော့ဒီသွားလှူတဲ့ပစ္စည်းတွေမှာဗောနော်အဲ့ဒီဟာတွေကိုလူရက်တာမျိုးတွေခိုက်ရင်ဖြစ်ပေါ်လာအဲ့ဒီဟာတွေမြင်မြင်ကျွန်တော်တော်တော်တကယ်ကိုဘယ်လိုပြောမလဲစိတ်ကတော်တော်ကြီးကိုစိတ်ထက်ကြာပါ စိတ်ကြွားသွားပြန်အဲ့ဒီလိုမျိုးပြလာကူကြတယ်ဆိုတာသူတို့ဒုက္ခရောက်နေလို့ပေါ့နော်လာကူတာပေါ့နော်ကို့အတွက်ဟိုကိုလိုချင်တဲ့ပမာဏလုံလောက်မဲ့ပမာဏရပြန်တော်တော့ဘောဘာလို့အဲ့လိုမျိုးစီးမရှိကမ်းမရှိတွေလက်လွတ်စပယ်တွေအဲ့လိုဟိုရံဖြစ်တာတို့လူရက်တာတို့လောက်ကြကျွန်တော်နားမလည်နိုင်တစ်ဆက်တည်းမှာအဲ့လိုတော်လိုင်းအင်းနဲ့ချိန်ထိုးပြီးစဉ်းစားတော်လိုင်းအတွက်ဗျာဒီလိုမျိုးအသက်တွေရင်းခဲ့တဲ့သူတွေရှိတယ်တော်လိုင်းအတွက်အာ ယုံကြည်ရာအတွက်ပေါ့နော်ကိုယ့်ရဲ့ယာတူအာဏာကြီးစွန့်ဝင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဝင်စွန့်ဝင်ပြီးတော့ကျွန်တော် CDN လုတ်ခဲ့ကြတဲ့လူတွေရှိတယ်။အတိုင်းပြည်ထဲမှာနေမရလို့ထွက်ပြေးလာရတဲ့သူတွေရှိတယ်။ထောင်ကျသွားတဲ့သူတွေရှိတယ်။ခြေလက်အင်္ဂါကြီးပြတ်ပြီးတော့ဟိုအခုဒီဟိုဒုက္ခရောက်နေကြတဲ့သူတွေရှိရဲ့။အဲ့တော့အကုန်လုံးပါဗျာကျွန်တော်တို့ဆိုလေကျွန်တော်တို့အတိုင်းတာလေကျွန်တော်ကျွန်တော်တောထဲမှာကျွန်တော်ကျွန်တော်နှစ်နှစ်နေခဲ့တယ်ကျွန်တော်ရဲဘော်အနေနဲ့ရှိခဲ့တယ်။အာကျွန်တော်အမျိုးသမီးသူထောင်ကျခဲ့တယ်နိုင်ဂျင်ဟောင်းအနေနဲ့ပြန်လွတ်လာတယ်ပြီးတော့ ကျွန်တော်တို့မြန်မာပြည်ထဲမှာနေမရဘူးကျွန်တော်တို့မိသားစုဝင်ကျွန်တော်ညီညီမတွေအเจ้าမတက်ဖ ೇನೆ စီရီယံလှုပ်ထားတယ်ကျွန်တော်တို့မှာလည်းကျွန်တော်တို့တိုင်းနာရေကျွန်တော်ပေးဆက်မှုတွေစွန့်လွတ်မှုတွေရှိတာပဲဗောနော်ကျွန်တော်ထပ်ပို့ပြီးတော့ပေးဆက်စွန့်လွတ်ထားရလူတွေလည်းရှိအခုလက်ရှိတိုက်ပွဲဝင်နေကြတဲ့သူတွေရှိအဲ့တော့ကျွန်တော်တို့ဒါတွေလုပ်နေတာကျွန်တော်ဒီလိုမျိုးလူတွေဒီတော်လိုင်းလုပ်နေတယ်ဒီစစ်ဖနာအောက်ကလှုပ်ဖို့တရားမျှတမှုရဖို့ဗျာကျွန်တော်လုပ်နေကြငါတို့ဒီတိုင်းပြည်ရလူတွေလွတ်မြောက်ဖို့အတွက် အော်လုံနေကြတာဒါပေငေါတိုင်းမီရလူတွေဒီလိုမျိုးပျက်စီးနေရလားအဲ့ဒီဝမ်းနေရတွေးပြီးတော့ဟောဒီလိုမျိုးတည်ကြည်ွားတဲ့သူတွေဒီလိုမျိုးဒုက္ခရောက်နေတဲ့သူတွေမြင်လို့ရှိရင်ဒီလိုမြင်ဝင်းကိုဘယ်တော့စိတ်ပြတ်မလဲဘောနကျွန်တော်ကိုယ်တိုင်လည်းစိတ်ပြတ်အရန်ဝမ်းနေဒီအပိုင်းနေလည်းဘာလုံးမှလည်းမလုံနိုင်ကျွန်တော်တော်တော်ကြီးစိတ်ထိတ်ကြိုက်တာဗောလေပြီးတော့ဟိုတချို့ကျွန်တော်ဘာသူဘူးဘူးပဲလို့ပြောတာမဟုတ်ဘူးတချို့ေလုံနေကြရရည်လဲဟို ကျွန်တော်အတွေ့ထဲမှာဗောနော်ဟိုကျွန်တော်ကဒီကက်ဘေးကြီးကိုတကယ်ဟိုအဆင်ပြေသွားအောင်အဒီလူတွေအဆင်ပြေသွားအောင်ကုညီချင်တာလာကိုစိတ်အားသာပြေအောင်ဗောနော်ကိုစိတ်အားသာပြေအောင်ဆိုတာငါကူလိုက်တယ်ငါလှုပ်လိုက်တယ်ငါဒီလူတွေတော့ငါလှုပ်ပေးလိုက်တယ်တွေ့လာဆိုရဟာမျိုးဟိုအဲ့လိုကိုစိတ်အားသာပြေအောင်ပြီးတော့အဲ့လိုမျိုးလူထင်ကြီးခံအောင်လှုပ် လုံချင်ရတာလားဆိုတဲ့အတွေးမျိုးပေါ့နော်။တချို့တွေမှာသူတို့လုံရက်တွေကအဲ့လိုမျိုးပုံစံတွေတွေ့ရတွေ့ရတဲ့အခါမှာလည်းစိတ်မကောင်းဟိုကျွန်တော်စိတ်ကတော့လေဟိုတော့ဓာကြီးကဟိုတော်တော်ခက်ခဲမဲ့အဖြစ်ပြက်တွေပေါ့နော်။ဒီမှာဆိုလေဟိုကျွန်တော်အရှိမပြောခဲ့လို့ပဲတော်လိုင်းကိုကူနေတဲ့သူလေဒီလိုမျိုးဒုက္ခကြီးရောက်ကြရဆိုတော့ဒါကျွန်တော်တော်လိုင်းကိုလည်းထိခိုက်မဲ့အရာပဲပေါ့နော်။အဲ့ဒါတွေကိုတွေးပြီးတော့ဗျာလူကစိတ်တွေကရောရှက်ပြီးတော်တော်ကြီးကိုหนีလို့ထိုင်လို့မရဘူး။ တော့ဘာလုံးမှမလုံးတော့ကျွန်တော်ဗီဒီယိုရဲ့ရိုက်မယ်အကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေရှိတယ်အဲ့လိုမျိုးတွေးထားတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုကွန်ပျူတာရှိမှထိုင်လို့မရအောင်ပြီးတော့ဒီကင်မရာကိုဖွင့်ပြီးတော့ကျွန်တော်ဒီလိုမျိုးစကားပြောဖို့ကျွန်တော်အင်အားမရှိတော်တော်ကြီးအားတင်းပြီးတော့ကျွန်တော်လုံကြည့်ရဲဒါပေမဲ့လုံလို့မရအောင်အဲ့ဒါကျွန်တော်ဘာမှမလုပ်မင်းများတော့အဲ့ဒါတော်တော်လေးစိတ်ထဲမှာနေလို့မကောင်းလို့မိန်းမကိုရင်ဖွင့်ပြဟိုမိမအဲ့လိုအလိုပဲပေါ့နော် ရှိမှလည်းသူပြောငါလုံးလုံးလုံးမရဘူးငါတော့နည်းနည်းတော့အဲနားလေပြပါတော့နော်သူလည်းနားလေပြပါတယ်မင်းညာတော့အဲ့လိုသူရင်ဖွင့်တာပေါ့လေဟာဒီလိုဒီလိုမျိုးတွေခံစားနေရတယ်ငါတို့လူဖွဲ့စီကတကယ်ပဲပျက်စီးနေပြီလားပေါ့နော်စိတ်မကောင်းငါရန်ဝမ်းနေပေါ့နော်အဲ့လိုမျိုးပြောငါလှုပ်တယ်လည်းငါမလှုပ်တော့ဘူးပေါ့နော်ဒေါ်လာကြီးလှုပ်တယ်လည်းငါလှုပ်ချင်တော့ဘူးပေါ့စိတ်ရမယ်လှုပ်တယ်လည်းမလှုပ်ချင်တော့ငါတော့တိခတ်မှာပေါ့နော် အဲ့လိုမျိုးပြောမိမကတော့ဒီတိုင်းပဲနှစ်သိမ့်ပေးရပါသူကနားထောင်ပြီးတော့ဒီတိုင်းပဲနှစ်သိမ့်ပေးကောင်းတာတစ်ခုကလည်းအဲ့လိုမျိုးရင်ဖွင့်လိုက်တော့လဲပေါ့ပါပေါ့ပါပြီးတော့မနေ့ကျတော့ novel လာတော့စဉ်းစားကြည့်အညာငါပြောရတဲ့ဟာကြီးပေါ့နော်ဒီလူတွေကိုစိတ်ပြက်ပြီးတော့မလုချင်တော့ဘူးမလုတော့ဘူးဆိုကိုယ့်ကိုပြန်တွေးကြည့်ရင်ငါဒါတွေလုတ်ခဲ့တာဘာတော့လုတ်ခဲ့ရလဲဆိုတော့လေကိုယုံကြည်ချက်တော့ကိုလုတ်ခဲ့ရပေါ့နော်ကိုလုတ်တင်တယ်ထင်လို့ကိုလုတ်ခဲ့အဲ့ဒါကြီးကိုဒီချိန်ဒီမှာ တခြားသူတွေကိုစိတ်ပြတ်ပြီးမလုပ်ချင်တော့ဘူးလို့တွေးတာရအောင်မမှန်ဘူးပေါ့နော်အဲ့လိုမျိုးပြန်တွေးပြီးတော့အလုပ်လုပ်ဖို့ပြန်အားယူရဲပေါ့လေတတိုင်းဆန်ဆန်ပဲဒီနေ့နေ့လေကျတော့ဒေါက်တာဖြိုးတီဟာရေးထားတဲ့ post တခုကိုဖတ်မိဖတ်မိရဲ့ကမှာအကူတွေးနေတဲ့အတွင်းနဲ့တော်တော်လေးတိုက်ဆိုင်ကျွန်တော်အဲ့ဒီဟာလေးကိုတော့ကျွန်တော်ဒေါက်တာဖြိုးတီဟာ post လေးကိုကျွန်တော်ဖတ်ပြမယ်ပေါ့နော်အခုရတန်လိုက်လို့မဖြစ်တဲ့အကြောင်းရင်းပေါင်းများများစွာရှိနေသေးတယ်။အစာရှိပါမယ်ဖြည်းဖြည်းဖတ်ပါနှစ်တိုင်မြဝေးပါ ပြုတ်ခဲ့ပြီမဲ့တဲ့အကျိုးပြန်မပေးတဲ့ကံတရားသို့မဟုတ်အာထုပ်မှုတွေကိုအဟောတိကံလို့ခေါ်ကြတယ်လူတွေဘာလို့ bad habit တွေကိုလုံးလိရှိပြီး good habit တွေကိုမလုံးနိုင်ကြတာလဲအကြောင်းရင်းကမကောင်းတဲ့အမှုကျင့်တွေဟာချက်ချင်း reverse ရပြီးတော့ကောင်းတဲ့အမှုကျင့်တွေကတော့အရာထင်မှုအချိန်တစ်ခုစောင့်ရတာမို့လို့ပဲဒါကြောင့်စားကျင်တာတွေရှောက်ရှားတဲ့သူထက်ကိုယ်လက်လေးကျင့်ကံလုပ်တဲ့သူကပိုနေတာ အဲ့ဒီလိုရလက်ကိုချက်ချင်းမမြင်ရတဲ့အခါလူကလက်လျှော့ကျင်လာတယ်တဆိုင်မမမလုံနိုင်တော့ဘူးစိတ်ဓာတ်ကျလာတယ်အဓိကအကြဆုံးကငါဘလောက်လှုပ်လှုပ်ထူးမှမဟုတ်ဘူးအဟောဒီကံဖြစ်သွားမှာပဲဆိုတဲ့မျောလင်းချက်ကင်းမဲ့မှုဝင်လာတဲ့အခါအရာအလုံးကိုလွှတ်ချလိုက်ခြင်းလာတယ်ခန္ဓာကိုယ်ချိုးစားပြောင်းလဲတာလို့ကိုတူတဲနဲ့ဆိုင်တဲ့ကိစ္စရဲ့ဒီမှာတော့ဒီလိုဖြစ်တဲ့ကိုတယောက်တည်းအားနဲ့လုံးလို့မရနိုင်တဲ့စနစ်ပြောင်းလဲလူမှုပြောင်းလဲတွေမှာပူတော်မှစိတ်ဓာတ်ကျစရာကောင်းပါလိမ့်မယ်ဒီအပိုင်းဆို စိတ်ပြက်စရာသတင်းတွေနဲ့ကြီးပြင်းထန်နေတယ်။ငလင်ဘေးကိုစိုးစိုးရွားကြုံရတယ်။မဟာလာကိုဘင်းစတက်အစည်းအဝေးတက်ခွင့်ပေးတယ်။လာရှုကနေပြန်ဆုတ်ခွာရတယ်။လေချောင်းကနေပုံကျဲနေရတယ်တရက်မှမနာဘူး။အဲ့ဒီအခါငါတို့ဘလောက်ကြိုးစားကြိုးစားထူးလာမယ်မထင်ဘူးဆိုတဲ့အတွေ့ကဝင်လာကြတာပဲ။ကျွန်တော်ရောမဖြစ်ဘူးလားဆိုဖြစ်တယ်။အခုမှမဟုတ်ဘူး။လွန်ခဲ့တဲ့လကလည်းဖြစ်လိုက်သေးလို့ကမ်ပိန်းတွေတောင်မတင်ပေးပြဘူး။ ငါတို့ကဒါအသိန်း1000လောက်ကိုအသေးအံစူးစမ်းပြီးရှာနေရတယ်ပြည်သူတွေကလည်းသူတို့ချွေးနေကြတွေထဲ့ဝင်နေရတယ်ဒီကောင်တွေကဖြက်စီးလိုက်ရင်တစ်ချက်ပဲစေးဝင်ကလေးဆောက်စာတင်ကြောင်းကလေးဆောက်ကျဲသွားပြန်ပြီလေကြောင်းကနေတစ်ခါပြန်လောက်ကြအောင်ဟဲ့ရှာကြအောင်ဟဲ့ရမယ်ကြံစားရှိသေးတခါဖြက်စီးလိုက်ကြပြန်ပြီဆိုတော့ပြည်သူတွေစီကနေငွေကူခိုင်းနေရတာကိုအားနာတဲ့စိတ်ဖြစ်လာတော့တာ စူပါပါဝါနိုင်ငံကြီးကလည်းစကားစားဘက်ကနေပြောင်းပြောင်းနေနေရက်တိကူညီပေးလာတယ်။လေကြောင်းတိုက်ခိုက်မှုတွေပိုလုံလာနိုင်တာကစလို့နိုင်ငံတကာမှာပြန်ဝင်ဆန့်လာတာအစုံသူ့ရဲ့ထောက်ခံမှုကြောင့်ဖြစ်နေတာပဲ။သူနေရာကစဉ်းစားကြည့်ရင်လည်းမြန်မာနိုင်ငံမှာဖက်ဒရယ်အစိုးရရှိနေတာထက်ဆိုင်ဒီဂျမ်ဘက်တွေရှိနေပြီးတတိယရင်ထိန်းထားနိုင်တာကိုပဲလူချင်းမှာဥပမာဆိုပါတော့မြေဆုံပြန်ဆမယ်ဆိုဖက်ဒရယ်အစိုးရသာဖြစ်နေကြည့်ပြည်သူအတန်းနားထောင်ရတာနဲ့ပြည်သူကကန့်ကွက်လို့ညင်းရတာနဲ့စာချုပ်ပြန်ပြန်ချုပ်ရတာနဲ့ဇလန်းတွေရှုပ်နေတော့မှလေး လူတွေကတော့ရှင်းတယ်ဂျင်းနီတွေတယ်မလားရတယ်စစ်ကြောင်းထိုးပေးလိုက်တယ်ကိုနိုင်ငံတွေကဂျင်းနီကိုတဖက်နိုင်ငံကိုတဲတာကိုနိုင်ငံရဲ့စစ်တပ်ကကိုပြည်သူကိုစစ်ကြောင်းထိုးပေးတဲ့သူတို့ဒါမရှက်တာနော်ပြောလိုက်ရင်တော့နိုင်ငံကိုကာကွယ်နေလိုက်ကြတာသူတို့အပြင်မရှိဘူးတန်ငင်းတမန်ငင်းတော်လူဆိုတာထက်အာနာသာရမယ်ဆိုတိုင်းပြည်ပါဖြစ်ဖြစ်ဂယူးမဆိုင်တဲ့အချက်ကသူတို့ရဲ့အဓိကအားသာချက်လို့ဖြစ်နေတာအဲ့ဒီဘက်မှာဘသူမှကိုသူတို့နဲ့မရှင်းနိုင်ဘူး ဖြစ်ချင်တော့ကမ္ဘာနိုင်ငံကြီးအခြေအနေကလည်းမြန်မာပြည်သူတွေအတွက်မျက်နှာသာမပေးပြန်ဘူးဒါတွေကိုတံပြန်နိုင်လောက်တဲ့ခေါင်းဆောင်မှုမျိုးရောစုဖွဲ့မှုမျိုးပါတော်လှန်ရေးဘက်အချမ်းမှာအခုထိမမြင်ရသေးဘူးတရားစာရတွေပေါ်နေတာကပဲကန်ဆိုးခြင်းတစ်ခုလို့ဖြစ်ခဲ့လေသလားတောင်တွေးမိတယ်။လာချိုးဆိုရင်အသက်တွေဘဝတွေစတဲ့ပြီးယူထားရတယ်။အခုပြန်ဆုတ်ခွာရမယ်ဆိုတော့ စကားတွေကဘာလို့တင်းနေသေးလဲဆိုတဲ့အတန်တွေညံလာတယ်။တကယ်လဲထိခိုက်နေနာခဲ့ရတဲ့ပြည်သူတွေရဲ့မချစ်တင်ခဲ့တဲ့စကားတန်တွေပေါ့။ကျွန်တော်သားလာရှုဒေတာကန်ဆိုလဲဒီလိုပဲဒေါသထွက်မိမှာပဲ။အကောင့်တွေကမိတ်ဆွေတယောက်ဆိုလာရှုကနေမန်လေးကိုဆစ်ရှာ။အခုမန်လေးကနေငလင်ဘေးကြောင့်တစ်ခါထပ်ပြောင်းဘဝကြီးခက်ခဲကုန်ကြတာ။ တဖက်မှာလည်းဒီစကားကစစ်တပ်လော်ဘီတွေငင်းငယ်ပွဲစားတွေတုံးနေကြလက်သုံးစကားပဲ။လာရှုကနေမြန်မာတိုင်းငံလုံးချဲ့ပြီးစဉ်းစားကြည့်လိုက်ပေါ့။ဒီလင်းနစ်ကြော်အတွင်းတိုင်းပြည်ဟာအပြန်ဖက်ဆယ်မရအောင်နှိမ့်ချသွားပြီးပျက်စီးသွားပြီ။အဲ့ဒီအခါစပြီးအာနာသိမ်းခဲ့တဲ့စစ်တပ်ကိုအပြစ်မပြောကြဘူး။မနိုင်နိုင်ဘူးဆိုနေလို့ဘာလို့အစကတည်းကတော်လှန်နေခဲ့သေးလဲ။နင်တို့ကြောင့်တိုင်းပြည်ပြက်ကုန်တာဆိုပြီးပဲအပြစ်တင်ကြတာ။ဒီလူတွေသာငြိမ်းခံနေလိုက်ရင်ဒါမျိုးမဖြစ်ဘူးပေါ့။ ကြာရင်တမိုင်းတရခန်ကတော်လန်သူတွေဖြစ်သွားမှာတော့စူးရတဲ့အနေအထားဖြစ်လာတယ်။မလေးငလင်ဖြစ်တော့ဆေးရုံမှာကုပေးမယ်ဆရာဝန်အင်အားမလုံလောက်ဘူး။ဟော်ဘသူတွေဖြစ်တင်ခံရလဲ။စီဒီအန်လုတ်သွားတဲ့ကျမ်းမာရေးဝန်ထမ်းတွေပဲ။ဒီစစ်တပ်စုကိုငြင်းငြင်းချင်းဆန္ဒထုတ်ဖော်တယ်။စင်မပေဘူး။စီဒီအန်လုတ်တယ်။စင်မပေဘူး။တိုင်းပြည်ကပြတ်သက်ထက်ပြတ်လာတယ်။စင်မပေဘူး။စီးရင်နီလန်းနဲ့ဖြည့်ရှင်းမှရတော့မှာမို့လို့ဖြည့်ရှင်းကြရတယ်။အဲ့လိုရှင်းတဲ့သူတွေအပြစ်ပဲ။ဒီလူတွေကသာအဆုံးရောက်တာ Radical Center ။ စစ်တပ်ကတော့ဂိမ်းတွေအဖြစ်ပဲစဉ်းစားကြတယ်ဒီလူတွေကတော့ဒီလိုလုပ်မှာပဲဘုံကျဲနေလည်းအပြစ်မပြောဘူးမတရားစစ်မှုခိုင်းတိုင်းလည်းအပြစ်မမြင်ဘူးမင်းတို့ကသာသူတို့ကိုလိုက်ရောသူတို့နဲ့ညှိသူတို့ပေးတဲ့လောက်ယူဒါကိုပဲတိုက်တွန်းနေကြတော့တာအဖက်ဖက်ကစိတ်သက်ကြစရာစိတ်ပြက်စရာဒေါသထွက်စရာယုံမုန်းစရာတွေကြီးပဲ ော်လိုင်းအေးကိုစစ်တပ်ထထောင်ပူကြဆုံးစေခြင်းတဲ့သူတွေအတွက်တော့ကျွန်တော်တို့စိတ်တက်တွေကိုရိုက်ချိုးလို့ရတဲ့တကယ့်အခွင့်အရေးကောင်းပဲအဲ့ဒီခါကိုကိုပြန်မိကြရလိမ့်မယ်ခဏကလေးအနာပေးပြီးတေချာပြန်စဉ်းစားကြရလိမ့်မယ်လုံးလက်ဆအလုပ်တွေရက်လိုက်တော့မှလားလက်လျှော့လိုက်တော့မှလားဒီစစ်တပ်ကိုဒူထောက်ညံ့ခံရွေးကောက်ပွဲကိုလက်ခံ2008ခြေဦးအောင်ပြန်သွားသူတို့ပေးတဲ့လောက်ကိုပဲယူပြီးရှေ့ဆက်ကြမှလား ကျွန်တော်တကူရေစာအရာပြောရရင်တော့မင်းစိတ်တက်မကြဘူးလားမင်းကြပါတယ်လူပဲဟာမကြဘူးဆိုမှညာနေရာရောက်မှာဒီတော်လိုင်းကြီးနိုင်အောင်မယ်ထင်လားမင်းအစောကတည်းကနိုင်မယ်ထင်လို့ရှောက်ခဲ့ကြတယ်လမ်းမဟုတ်ဘူးကိုမှန်နဲ့ယုံလို့ဖောက်ခဲ့ကြတယ်လမ်းလို့ကျွန်တော်ပြန်ပြင်မယ် င်းတို့ဘေးဆက်ထားစည်တီးထားသမျှတွေအဟောတိကံဖြစ်မသွားနိုင်ဘူးလားမင်းရင်လည်းဖြစ်သွားနိုင်တယ်လို့ပဲယူသသဖြစ်မယ်။ဒါဖြစ်ဆက်လုပ်အောင်မလားမင်းရင်တော့နှခပြန်မစင်းစားဘူး။ငွေရလူဝါစိုက်ထုတ်ပြီးအခုတိုင်ဆက်လုပ်သွားအောင်မှာဖြစ်တယ်။ဘာဖြစ်လို့လဲသိလား။ကိုချင်းစာတရားကြောင့်ပဲ။ဖက်ဒရယ်နိုင်ငံအစ်တို့ဒီမိုကရေစီတို့နောက်မျိုးဆက်အတွက်တို့ကျွန်တော်မတွေးထားတော့ဘူး။ကျွန်တော်သားအခုချိန်တော်ထဲမှာအနေစင်းရဲ့အစားစင်းရဲ့နဲ့ကိုတက်ကိုတော်မငဲ့ပဲတော်လှန်နေတဲ့လူငယ်တယောက်ဖြစ်ခဲ့ရင်နောက်ကကိုကြီးထောက်ပံ့မဲ့ပြည်သူတွေစိတ်တက်ကြပြီးဆက်မကူတော့မှမျိုးလိုချင်မလား သူတို့မကူတော့ရင်ဒုက္ခပဲဆိုပြီးတွေးပူနေခြင်းမလားငငယ်ကလေးကကြောင်းဆရာမဖြစ်ချင်လို့ဘီဒီတက်တကယ်လဲဆရာမဖြစ်လားအာနာသိန်းတော့စီဒီယန်လို့တော်လိုင်းအောင်တဲ့တနေ့အဖြူစိမ့်ကလေးဝစ်ပြီးတပည့်တွေနဲ့ပြောရွှင်ရွှင်စာပြန်သင်ရမယ့်အချိန်ကိုမျော်လင့်တကြီးစောင့်ဆိုင်နေတဲ့သူစားကျွန်တော်နှမကလေးဖြစ်ခင်ကျွန်တော်ရက်တက်နိုင်ပါမလားစစ်တက်ကဘုံကျဲလို့ဆေးရုံဆေးကမ်းမှာတည်သွားရတဲ့ဆရာဝန်သားကျွန်တော်ညီဖြစ်ခင်ရောကျွန်တော်လက်လျှော့နိုင်ပါမလားတေးတန်ပေးခံခဲ့ရသူနှစ်ရှည်လားများထောင်းတန်းကြခံနေရတဲ့သူတွေတဲ့ကျွန်တော်တငယ်ချင်းပါနေခဲ့ရင်ကျွန်တော်စိတ်သက်ကြနေဖို့အချိန်ရှိပါမလား ကိုမိသားစုဝင်တဦးအသက်ပေးထားရရင်ရောကျွန်တော်ရင်မီးရှို့ခံခဲ့ရရင်ရောဘုံခိုခြင်းတွေကငါနဲ့သားရွယ်ကလေးလေးကကျွန်တော်တာသမီဖြစ်နေခဲ့ရင်ရောကျွန်တော်အရှုံးပေးနိုင်ပါမလားစစ်တပ်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုလက်ခံဖို့ကျွန်တော်ပြောထွက်ပါမလားဒါကုတီတော်လှန်ရေးအလုပ်တွေဆက်လုပ်ဖြစ်နေသေးတဲ့အကြောင်းရင်းလို့ပြောနိုင်ပါတယ်အခုလိုချိန်မှာမူဒီတွေလည်းမပေးကျင်တော့ဘူးဖော့ဆော့တွေပေးလို့ရတဲ့အနေထားလည်းမဟုတ်တော့ဘူး ကူကြပါပါဝင်ကြပါတော့အတင်းမတိုက်တွန်းကျင်တော့ဘူးတော်လန်ပြည်သူများကိုယ်တိုင်သာစဉ်းစားဆုံးဖြတ်ကြပါကျွန်တော်တကူစားအတွက်အာမခံချက်ကိုတော့ကျွန်တော်ပေးနိုင်တယ်စိုက်ဝါဆိုတာတကယ်တော့မျောလင်းချက်ကိုရိုက်ချိုးတာပါပဲတော်လန်ရေးတဲ့ကလူတွေငွေလွဲသုံးစားလုပ်တယ်ဆိုတာကစလို့အခုလာရှိုးကိစ္စလို့အဆုံးမအခွင့်အရေးပေါ်လာတိုင်းကျွန်တော်တို့ကိုထူးနှက်မှာပဲမင်းတို့ဘလောက်လုံးလုံးထူးမှမဟုတ်ဘူးဆိုတဲ့အတွေးကိုရိုက်ထည့်မှာပဲရန်သူကိုပြိုလဲစေခြင်းမျောလင်းချက်ကင်းမဲ့သွားအောင်လုပ်ရတာဖြစ်တယ်လို့တစ်ဖက်ကပြန်စဉ်းစားရင်လည်း ရန်သူဖြိုလဲတာမခံရဘူးဆိုကုမျော်လင်းချက်ကိုဘယ်တော့မှလက်မလွတ်တက်ဖို့လိုတယ်။ဟောဒီကံဖြစ်သွားမှာပဲဆိုတဲ့အတွေ့ဝင်လာတဲ့အခါမျော်လင်းချက်မဲသွားတတ်တယ်လို့မျော်လင်းချက်မဲပြီးလက်လျှော့လိုက်တဲ့အခါမှာလဲကျူးစားထားသမျှတွေကလည်းတကယ်ဟောဒီကံဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တည်င်းစိုးတွေစိတ်ပြက်စရာတွေကြားတဲ့အခါစိတ်တက်ကြပါဝမ်းနေပါတခါလေးလဲပောက်ကွဲပါအပြစ်တင်ပါဒါပေမဲ့လုံလတ်စအလုပ်တွေကိုတော့ရမ်းမပစ်လိုက်ပါနဲ့။ငါတို့ရက်တန့်လိုက်လို့မဖြစ်တဲ့အကြောင်းရင်းပေါင်းများများစွာရှိနေသေးတယ်ဆိုတာကိုအမြဲတတိယစေချင်ပါတယ်။အော်ဒီထဲမှာဆိုလဲ အဲဆရာအများကြီးအကြံပေးထားရှိတယ်အကျွန်တော်အနေနဲ့ထပ်ပြီးတော့အကြံပေးရမယ်ကျွန်တော်အရှိမဗီဒီယိုတစ်ခုတင်တော့အကျွန်တော်ဒီနေ့မှဗီဒီယိုစပြီးပြန်တင်ပြတာအဲဗီဒီယိုတင်တော့အစိတ်သက်တည်ကြနေရယ်ကိုပရိသားလည်းအားပေးပါအောင်ဆိုတော့ကျွန်တော်အားပေးရမယ်ဆိုရင်တော့အအရင်ဆုံးကတော့ကျွန်တော်အခြေအနေမှန်လက်ခံလိုက်အကျွန်တော်ဒါတွေဖြစ်နေတယ်ဝမ်းနေပူဆွေးစရာကောင်းတယ်ဆိုကျွန်တော်အဲ့ဒါကြီးကိုအတင်း ကြော်လွားလိုက်ဖို့ဖြည့်ပြောက်လိုက်ဖို့ဖော့ပြစ်လိုက်ဖို့မတွေးနဲ့အာဒါဒီဝန်းနေစရာကောင်းတယ်ဆိုဝန်းနေစရာအတိုင်းပဲကျွန်တော်လက်ခံလိုက်ဝန်းနေစရာရှိရင်ဝန်းနေလိုက်ငိုစရာရှိရင်ငိုလိုက်အာကျွန်တော်လိုမျိုးပေါ့နော်ရင်ဖွင့်စရာရှိလို့ရှိရင်ရင်ဖွင့်လိုက်အာကိုပြောမယ့်စကားတွေကိုနားထောင်ပေးမယ်ကိုရည်စားရှိလားတငယ်ချင်းရှိလားမိသားစုဝင်ရှိလား အဲဘာလို့ရှိလဲပေါ့နော်ရှိတဲ့သူတွေကိုအဲဖုန်းဆက်ပြီးပြောလို့ရရင်ပြောလူချင်းတွေ့ပြီးပြောလို့ရရင်ပြောဒါမှမဟုတ်လို့ရှင်လဲ Facebook မှာ Messenger မှာစာပို့ပြီးပြောလို့ရရင်ပြောပေါ့နော်ကျရင်ဖွင့်လိုက်ဖို့လိုတယ်ရင်ဖွင့်လိုက်ခြင်းအပြင်ကျွန်တော်စိတ်ထဲမှာအဲခံစားနေရတာတွေပွင့်ထွက်သွားတယ်ပေါ့နော်ထွက်ပေါက်မဲနေသလိုမျိုးကျွန်တော်မခံစားရတော့အဲတစုံတရာကိုပြောလိုက်ခြင်းအပြင်ကျွန်တော်ရင်ထဲမှာပေါ့ပေါ့အားပြီးသွားလို့ရှင်ကျွန်တော်ဗာဆက်လုံးလဲဆိုတာတွေးပေါ့နော်အဲကျွန်တော်နာကျင်စရာတွေကတော့ပြောမယ်ဆိုရင် အာနာစသိင်းလေးရတယ်အခုချိန်ကြီးကိုကျွန်တော်နာကျင်စရာတွေကတော့နာတတ်မယ်ဆိုရင်ရင်ထဲတော့မဆန့်ဘူးဗောနော်ကျွန်တော် တောက်ခောက်ခဲ့ရတဲ့အချိန်တွေလက်သီးဆုပ်ခဲ့ရတဲ့အချိန်တွေမျက်ရည်ကျခဲ့ရတဲ့အချိန်တွေအများကြီးပဲကျွန်တော်မှလည်းအများကြီးရှိတယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေမှလည်းရှိလိမ့်မယ်ဒါမှကျွန်တော်အဲ့ဒါကိုလက်ခံလိုက်ပြီးတော့ကျွန်တော်ရှေ့ပါဆက်လုံမလဲဆိုတာကိုပဲတွေးဖို့ပဲလိုတယ်။အာကျွန်တော်အရှိမပြောခဲ့သလိုပဲကျွန်တော်ဒါလုတ်တယ်ဆိုတာကျွန်တော်ကိုယ်စိတ်ထဲကလုတ်ချင်လို့လုတ်တာ။ဘယ်သူတော့မှလုတ်တာမဟုတ်အဲ့တော့ ပင်မနေရဲဆိုလဲပင်မနေတိုင်းမှာအနာယူခြင်းလဲလူးလိုက်မလုတော့ကွာလို့ကိုကိုတွေးခြင်းလဲတွေးလိုက်ဒါမဲ့ဟိုပြန်လှုပ်ဖို့တော့စူးစားကြည့်ပေါ့နော်တကယ်တော့မလှုပ်ခြင်းတော့ဆိုလဲအပြစ်မရှိပါဘူးကျွန်တော်တို့လုံနိုင်တော့လှုပ်ခဲ့ပြီးွားရေပေါ့နော်အဲကိုကိုအပြစ်ဖြစ်မဲ့အတွေ့မျိုးမတွေးနဲ့ပြီးတော့မလျှော့ချလိုက်ပြင်တယ်ပေါ့နော်စိတ်ကိုမလျှော့ချလိုက်နဲ့ဟိုလုံနိုင်နေနေရတယ်အခုမလုံနိုင်မလဲပေါ့နော်ဆက်ပြီးတော့ပါဝင်နေဖို့လိုတယ်ပြီးတော့ဒီလိုမျိုးဒုက္ခရောက်နေတဲ့သူရှိရင်လဲကျွန်တော်အချင်းချင်းမျှဝေကြဖို့လိုတယ် ကျွန်တော်ဒီချိန်မှာအားလုံးကဒုက္ခတွေရောက်နေကြတာကျွန်တော်လူသားချင်းစာနာရေးစိတ်ကလေးနဲ့တယောက်နဲ့တယောက်ပေါ့နော်ကြည်ပြီးတော့သူ့ဘက်ကိုယ်ဘက်ကြည်ပြီးတော့အားပေးကြပါအကူအညီပေးကြပါလို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းနေပါတယ်အားလုံးပဲမကြခင်ပေါ့နော် ကျွန်တော်တို့လိုလားတောင်းတနေတဲ့အရာတွေအမြန်ဆုံးပြည့်ဝပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်မကြခင်ဆိုလည်းကျွန်တော်တကြံရောက်လာတော့မယ်ပြောစရာရှိရင်လည်းပြောကြပါတို့တိတ်ပြောကြပါပေါ့နော်ဒီချိန်မှာမပြောကြပါနဲ့လို့လည်းမပြောရတော့ပါဘူး ဒါပေမဲ့တူရိတ်ပြောကြပါတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကိုယ့်ဘာသာကိုရှာဖွေကြပါအဓိကတော့ကျွန်တော်ရဲ့အပျော်တွေကဒီစစ်ကောင်စီကိုအသက်ဆက်ပေးတဲ့အပျော်တွေမဖြစ်စေဖို့ပဲကျွန်တော်ဂရုစိုက်ဖို့ပဲလိုတယ်ပေါ့နော်ဘိုက်ကောလှုပ်တင်တာလှုပ်သူတို့စီအခွန် ဖြစ်သွားမဲ့အရာတွေကိုကျွန်တော်ရှောင်ကြဉ်မှုလို့မယ်ကျွန်တော်တကူရေးစာပျော်ရွှင်မှုအတွက်တော့ကိုယ်တိုင်ရှာဖွေရမှာဖြစ်တယ်အဲ့တော့ပြောစရာရှိရင်ပြောကြပါလိုလည်းလည်းပြောကြပါဒါပေမဲ့ကိုချင်းစာစီလေးထားပြီးကြပါဘောနော်ဟိုကိုပျော်နေတဲ့ဟာတွေကိုလည်းဒီဒုက္ခရောက်နေတဲ့သူတွေမြင်အောင်လို့တော့မပြမိစေနဲ့ဘောနော်ဒါလေးပဲလိုအပ်တာပါကျန်တာကတော့ကိုယ်ပျော်ရွှင်မှုကိုယ်တိုင်ရှာဖွေကြပါကိုယ့်ရဲ့စိတ်သက်သာမှုကိုယ်တိုင်ရှာဖွေကြပါပြီးရင်ကိုလုံးနိုင်တာကိုဆက်လုပ်ပြီးတော့ကျွန်တော်ဒီဒုက္ခတွေကနေပြီးတော့ယုံထွက်နိုင်အောင်ပေါ့နော်ကျွန်တော်ဆက်ပြီးတော့အာပါဝင်ပေးနေကြပါလို့ကျွန်တော်ပြောချင်ပါတယ် အာကျွန်တော်ကြောင့်မလို့တစုံတရာတစုံတယောက်အချိုးရှိပါမယ်ဆိုရင်လည်းဝမ်းသာပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်